Miss International 2025ရဲ့ finalist အထိတက်ရောက်နိုင်ခဲ့ပြီဖြစ်တဲ့ Miss International မြန်မာကိုစားပြု အလာမေနာနာမင်္ဂလာပါပရိသတ်ကြီးရှင်ဒီကနေ့နိုဝင်ဘာလ28ရက်နေ့မှာတော့ Miss International 2025ပြိုင်ပွဲကြီးကိုဂျပန်နိုင်ငံမှာကျင်းပပြုလုပ်နေတာဖြစ်ပြီးအခုလက်ရှိမှာတော့ YouTube နဲ့ Facebook စာမျက်နှာတွေကနေ live stream ပြသနေတာလည်းဖြစ်ပါတယ် Miss International 2025ပြိုင်ပွဲကြီးမှာမြန်မာကိုစားပြုအလှမယ်အနေနဲ့အလှမယ်နန်းဣဇလီခေါ်နန္နာကဝင်ရောက်ရှင်ပြိုင်လျက်ရှိတာဖြစ်ပြီး Fan Voting အများဆုံးနဲ့ Top 10 Finalist တွေကိုပါဝင်သွားခဲ့ပြီးဖြစ်ပါတယ်။နန်းဣဇလီခေါ်နန္နာကိုတော့ National Director ထူအန်တွေက Miss International ပြိုင်ပွဲမှာမြန်မာကိုစားပြုအနေနဲ့တွားရောက်ရှင်ပြိုင်ပွဲအတွက်ရွေးချယ်စီလိုခဲ့တာဖြစ်ပြီးနန္နာဟာပြိုင်ပွဲတစ်လျှောက်မှာလေး မြန်မာနိုင်ငံကပြည်သက်တွေရဲ့အားပေးမှုတမကနိုင်ငံတကာရဲ့အာရုံစိုက်ခြင်းကိုပါရရှိခဲ့သူဖြစ်ပါသည်အခုလက်ရှိမှာလေ top 10 finalist အထိကျင်းညာပြီးသွားပြီဖြစ်ပြီးအလမေနန်းအီစလီခေါ်နန္နာက fan voting အများဆုံးရရှိခဲ့တာကြောင့် top 10 finalist တွေကိုချက်ချောမှုမှုနဲ့ဝင်ရောက်တော်နိုင်ခဲ့တာလေးဖြစ်ပါသည်နနာကိုချစ်ကြတဲ့ပရိသတ်တွေအနေနဲ့လေ Miss International 2025ပြိုင်ပွဲကြီးမှာမျှော်လင့်ထားတဲ့ဆုတွေအားလုံးရရှိဖို့အတွက်ဆုတောင်းပေးကြပါဦးရှင် People's Choice Award and she will become the first finalist. Our people's choice is Miss Myanmar. Please come forward and share your SDG initiative.